တော်ရဲ့အမတ်တရားဖြစ်ခဲ့တဲ့သချင်းလေးတစ်ပုဒ်ဖြစ်တဲ့အမတ်တရားဆိုတဲ့သချင်းလေးနဲ့ဒီညချမ်းလေးကိုနှုတ်ဆက်ချင်ပါတယ်ပရိသတ်များအားလုံးနှစ်သစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးစီးပွားလက်လာပါရည်လည်းအများကြီးတိုးတက်ပါစေအခုလိုပဲအများအကျိုးကိုဆောင်နိုင်တဲ့သူများဖြစ်ပါစေလို့အရင်ဆုမွန်ကောင်းတောင်းပေးပါရစေရှင် ရှိတို့တဲ့အခါ but do